ေပေမဲ့မအောင်မြင်ဘူးလို့ခံစားနေရတဲ့သူတွေတွေစကားနဲ့ဆောင်နေပြချင်ပါတယ်မအောင်မြင်တာမဟုတ်ပါဘူးမအောင်မြင်သေးတာပဲဖြစ်ပါတယ်ဒီပြုကိုကြည့်တဲ့မိတ်ဆွေကကိုဘာလိုအပ်နေလဲအတိဆုံးပဲအကျိုးစားနေတဲ့အချိန်မှာပညာတွေဖြည့်ဖို့လိုအပ်နေတာလား အဲ့ဒါဆိုလို့ရှိရင်ပညာတွေထက်ပြီးသင်ယူဖို့ရာတွေလိုအပ်တယ်။ဟောကိုကအလုံးလုံးတဲ့အချိန်မှာလုံသိတဲ့အလုံးနဲ့လုံရမယ့်အလုံးတွေမှာလုံသိတာတွေကိုပဲလုံပြီးတော့မှတကယ်ကိုလုံကိုလုံရမယ့်အလုံးတွေကိုနေရွှေ့ညရွှေ့နဲ့ရွှေ့နေမိတာလား။အဲ့ဒါဆိုလို့ရှိရင်လည်းကိုယ်စိတ်ကအလိုလိုနေနဲ့သိနေတယ်။လက်မခံချင်တာပဲရှိတာ။ကိုယ့်အကြောင်းကိုကိုကအတိဆုံးပဲ။အတိဆုံးပဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ကိုကပြောင်းလဲ လိုအပ်တဲ့အရာကိုကြောင်းလဲလိုအပ်တဲ့ကြိုးစားအားထုတ်မှုတွေကိုလုပ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်သိချပါတယ်အောင်မြင်မှုဆိုတော့ရလာပါလိမ့်မယ်ကျေးဇူးများတင်ပါတယ်အကျိုးရှိလိမ့်မယ်လို့ပြေဝါယုံကြည်ပါတယ်အကျိုးတစုံတရာရှိတယ်ဆိုကွန်မန့်မှာ yes လို့ကိုယ်ယူဝတ်ကြောင်းဆောင်ပြေးပစ်စေချင်ပါတယ်အမြဲတမ်းမှတ်ထားပါ hero is you